ဒါကတော့မြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီရဲ့ဒီတော်လှန်ရေးအင်အားစုတွေရှိတဲ့နေရာတွေနဲ့ဒီကြေးရွာတွေတဲကိုလေချောင်းကနေပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အခါမှာဒီပျက်စီးဆုံးရှုံးသွားခဲ့တဲ့နေရာတွေကိုကျွန်တော်ရောက်တဲ့အခါမှတ်တမ်းတင်ထားခဲ့တဲ့မှတ်တမ်းတွေဓာတ်ပုံတွေဗီဒီယိုဖိုင်တွေပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေတွေ့မြင်ရစီဖို့ကျွန်တော်ကဒီနေ့ရဲ့ဒီနေ့ဗီဒီယိုတွေမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခီးသွားဆိုတဲ့ YouTube Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုမိတ်ဆွေတို့တွေ့မြင်ရမယ့်ဗီဒီယိုလေးမှာတော်လန်ခီးသွားဆိုတဲ့အတိုင်းပဲကျွန်တော်တော်လန်ရေးသမားတယောက်အနေနဲ့တော်လန်ရေးနေမိတဲ့ကိုလှည့်ပတ်ပြီးခီးတွေထွက်ခဲ့တဲ့အချိန်မှာတွေ့ကြုံခဲ့ရတဲ့မြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီရဲ့ဒီပြည်သူလူထုရဲ့အိုးအိမ်တွေကိုထိကိုက်ပျက်စီးအောင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်ထားခဲ့တဲ့မှတ်တမ်းဗီဒီယိုဖိုင်ပဲဖြစ်ပါတယ် ဒါကဆိုရင်2022ခုနှစ်မှာကျွန်တော်ပထမဆုံးကြုံတွေ့ခဲ့ရတဲ့လေချောင်းကနေပြီးတော့ပေါင်900ဘုံဒီဘုံကျဲတိုက်ခိုက်ခဲ့တဲ့မှတ်တမ်းဗီဒီယိုပဲဖြစ်ပါတယ်။အခုဒီမှာဆိုရင်ဘီကမြင်နေရတဲ့မြေကွက်လက်ဟာဆိုရင်ဒီအာနာသိန်းစစ်ရှုံးကောင်စီရဲ့ Jet Fighter ကနေပြီးတော့ပြစ်ခတ်သွားခဲ့တဲ့ဘုံဒီပောက်ကွဲရနေရဖြစ်ပြီးတော့လက်ရှိဒီဘေးမှာမြင်နေရတာကတော့ဒီကြေးရွာဒေသခံတွေပိုင်နဲ့သူတို့ရဲ့နေအိမ်ပဲဖြစ်ပါတယ်။အဲဒီဘုံပောက်ကွဲမှုကြောင့်အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့နေအိမ် ငါးလုံးကနေပြီးတော့၁၀လုံးခန့်အထိဒါထိကြိုက်ပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်ဘာတိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲနဲ့အာနာသိန်းစစ်ရှုံးကောင်စီကပြည်သူတွေကိုအကြောက်တရားပေးခြင်းယုံတတ်တဲ့ဒါလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဒါဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်။ဒါကျွန်တော်ရောက်တဲ့အချိန်မှာဒါကျွန်တော်မှတ်တမ်းတင်ခွင့်ရခဲ့တဲ့အတွက်ဒါကျွန်တော်မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါအခုလက်ရှိမြင်တွေ့နေရတာကတော့ဒါဘုံပေါက်ကွဲခဲ့တဲ့နေရာပေါ့နော်အဲသူ့ရဲ့ကျင်းအနက်ကဆိုရင်ဒါဆယ်ပေခန်းလောက်ရှိပြီးတော့ဒီကျင်းရဲ့ဘေးပတ်ပတ်လယ်မှာဆိုလို့ရှိရင်ဒီဘေးဒီဘုံပေါက်ကွဲခဲ့တဲ့အရှိန်အကြောင်းမလို့ဒါပွားစာကျဲသွားတဲ့မြေစာတွေကို တွေးမြင်ရမှာပဲဖြစ်ပါတယ်အဲပြီးရင်ဒီဘုံပေါက်ကွဲမှုဧရိယာရဲ့ဘေးမှာရှိတဲ့ဒီရွာသားတွေရဲ့အိမ်နေရာဆိုလို့ရှိရင်လည်းအဲတော်တော်များများထိခိုက်ပျက်စီးသွားခဲ့ရတာပဲဖြစ်ပါတယ် အဲ့ဒီဘုံပေါက်ကွဲတဲ့ဘေးရမှလမ်းမကမ်းမှာဆိုရင်ဒါမပေါက်ကွဲသေးတဲ့ဘုံတလုံးရှိနေရတာပဲဖြစ်ပါတယ်ဒီဘုံကိုလည်းအချိန်ကာလတစ်ခုကြာတဲ့အချိန်ရောက်တဲ့အချိန်မှာဒါကျွန်တော်တို့တော်လန်ကြီးအင်အားစုတော်လန်ကြီးရဲဘော်တွေကနေပြီးတော့ပြန်လဲတူးဖို့ပြီးခဲ့ရတာပဲဖြစ်ပါတယ်အခုဒါကတော့ဒီကျွန်တော်ဒုတိယအချိန်ကြုံတွေ့ခဲ့ဘူးတဲ့ဒါ MI-35 လို့ခေါ်တဲ့တိုက်ခိုက်ရေးရဟဲရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့မှတ်တမ်းတပ်ပုံတွေပဲဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ rocket သီးတွေပါ အဲ့ဒီအပြင်ကမှဒါကတော့ဒီကျွန်တော်တို့ Gloucester လို့ခေါ်တဲ့ကျွန်တော်ရှေ့ဗီဒီယိုတွေမှာတင်ဆက်ပေးခဲ့မှုတဲ့ဘုံဒီရဲ့ဒီပောက်ကွဲလာခဲ့တဲ့အစာအနာတွေပဲဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်လည်းဒါ2022ခုနှစ်မှာကျွန်တော်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒါဆိုရင်လေချောင်းတိုက်ခိုက်မှုကြောင့်ဒေတာကန်ဒီပိုင်းတဲ့ဒီ rubber ချက်မှာရှိတဲ့အပင်30လောက်ဒီထပ်ပိုင်းပြက်ပြီးတော့ပျက်စီးသွားခဲ့တဲ့အနေအထားပဲဖြစ်ပါတယ်။ ဒီနေရာကိုရောက်တဲ့အချိန်မှာဒါကျွန်တော်ကရှေ့တန်းကိုရိတ်ခါသွားပို့ရင်းနဲ့ရောက်ခဲ့တာဖြစ်တဲ့အတွက်စနစ်တကျတော့မှတ်တမ်းတင်ခွင့်မရခဲ့ပါဘူး။ဒါကျွန်တော်ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့နေရာကိုဖြတ်သွားရင်းနဲ့ကျွန်တော်မှတ်တမ်းတင်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်လည်းဒီဒေတာကန်ကြီးရဲ့ကြီးရွာတွေကိုအာနာသိန်းစစ်ရှုံးကောင်စီကနေပြီးတော့မှလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒီဒေတာကန်ကြီးရဲ့အိုးအိမ်တွေပြည့်စည်သွားခဲ့ရတာပဲဖြစ်ပါတယ်။ အဒီမှာဆိုရင်လေဒီတိုက်ပွဲဖြစ်တဲ့ area နဲ့ဆိုရင်တော့ဒါလှမ်းနေပေါ့နော်ဒီနေရာမှာလုံးဝတိုက်ပွဲဖြစ်ပါခြင်းမရှိပဲစစ်တပ်ကဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဘာသာရေးအဆောက်အုံလို့ပြပြောလို့ရတယ်ပေါ့နော်ဒီ chess ချောင်းပေါ့ဒီ chess ချောင်းတစ်ခုကိုစစ်ကောင်စီရဲ့ leader ကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့လို့ပျက်စီးသွားတာပဲဖြစ်ပါတယ်ဒါကတော့ဝိုင်တွဲလေရင်ပဲဖြစ်ပါတယ်ကျွန်တော်ရှိမှလည်းတင်ဆက်ပေးခဲ့ဦးပါတယ်ဒါကတော့ဝိုင်တွဲလေရင်ပေါ်ကနေပြီးတော့ဘုံဒီကျဲချခဲ့တဲ့အတွက်ပျက်စီးသွားခဲ့တဲ့ဒေသခံတအူးရဲ့နေအိမ်ပဲဖြစ်ပါတယ် ဒါကတော့ဝိုင်တွဲလေးရင်မှာအသုံးပြုခဲ့တဲ့မီးလောင်ပုံပဲဖြစ်ပါတယ်။ဒါကတော့ဝိုင်တွဲလေးရင်ရဲ့ဘုံသီးမှာပါတယ်ဒါဘုံစားတွေပေါ့နော်။ဒါဆိုလို့ရှိရင်လည်းဒီစစ်ကောင်စီကပြည်သူပိုင်တဲ့ rubber ချန်တဲ့ကိုဒီလိုမျိုးမီးလောင်ပုံတွေကျဲချခဲ့တဲ့အတွက်ကြောင့်မို့လားမီးလောင်သွားခဲ့တဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုမှကြေးရွာတွေကိုလည်းဘုံသီးတွေကြာရောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့2024ခုနှစ်မှာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဒီအာနာသိန်းစစ်ရှုံးကောင်စီရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကအစအနတွေပဲဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်ဒီတိုက်ခိုက်မှုမှာဆိုလို့ရှိရင်ဒီအိမ်ထဲမှာရှိနေတဲ့ကလေးငယ်နဲ့လူကြီးတူဦးနဲ့ဒီလေချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဆုံးရှုံးမှုဖြစ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့အဖွဲ့တွေရောက်တဲ့အချိန်မှာမှတ်တမ်းတင်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါကဆိုရင်ဘုံစံမှန်ပြီးတော့ဗောနော်ဒီနှစ်ဝင်နေခဲ့တဲ့ဘုံစီအစပဲဖြစ်ပါတယ်။ကျွန်တော်တို့တပ်ဖွဲ့တွေလည်းဘုံခိုရတဲ့အခါလေးရှိတာပေါ့ဗျာ။ ဒါကတော့အာနာသိန်းစစ်ရှုံးကောင်စီရဲ့ MI 35ရင်ကနေပြီးတော့မှဒီကျွန်တော်တို့တော်လန်ကြီးအင်အားစုတွေရှိတယ်လို့ထင်ရတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရကနေပြီးတော့ကြံရှိနေခဲ့တဲ့အတာကြီးစံတွင်နေတဲ့ဒီ rocket ရဲ့အပိုင်းအစတွေပဲဖြစ်ပါတယ်ဒီတိုက်ခိုက်မှုမှာဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအပြင်ဒီရဲဘော်တွေလည်းဘေးကင်းခဲ့ပါတယ်အဲဒါကတော့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့ area ပတ်ဝန်းကျင်မှာရှိတဲ့ကြီးရွာတွေကိုအာနာသိန်းစစ်ရှုံးကောင်စီကဒီလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒါဖုန်ကြီးကြောင်းပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ် အဲဒီဘုံကြီးကျောင်းပေါ်ကိုဘုံသီးတွေအများကြီးကြားရောက်ခဲ့တာကြောင့်မို့လို့အဲဒီထိခိုက်မှုတော့မရှိခဲ့ပေမဲ့လို့လေဘုံကြီးကျောင်းရဲ့ဒီဖျားဆောင်နေကျောင်းဆောင်နေဒီတိမ်နေဗိမှန်နေရဆိုရင်တော်တော်လေးထိခိုက်ပျက်စီးသွားခဲ့ရတဲ့အနေအထားပဲဖြစ်ပါတယ်။ဒါကတော့ဒီစစ်ကောင်စီရဲ့ဒီမတရားဒီမှုတွေပြုလုပ်နေတဲ့ဒီလေကျောင်းကဒီလေရင်တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေကဒါပြန်လဲပြစ်ခတ်ချေမုန်းနေခဲ့တဲ့မှတ်တမ်းပရိယောပိုင်းပဲဖြစ်ပါတယ်။ ါတရားဆိုရင်တော့ကျွန်တော်ရဲ့ဒီတော်လန်ကြီးကာလာတခြားမှာကျွန်တော်သွားခဲ့တဲ့ဒီတော်လန်ကြီးခကြီးသွားတယောက်အနေနဲ့သွားရောက်ခဲ့တဲ့နေရာဒေသတွေမှာကျွန်တော်ကြုံခဲ့ရတဲ့မှတ်တမ်းတွေကနေပြီးတော့တချို့တဝက်ကိုကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကြာကျွန်တော်ပြန်လည်တင်ပြပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ profile လေးတွေကိုချိန်နှက်တဲ့ဆိုရင်တော့ like comment ပြုလုပ်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့ရန်အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီနေရာကနေမြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာ